ားလုံးပဲမင်္ဂလာပါခင်ဗျာအင်္ဂါနေ့မနက်အစောပိုင်းမှာရှင်ပြိုင်ကစားမယ် Fever Club World Cup ပွဲစဉ်တွေကအကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်တွေနှစ်ပွဲကိုစူးစမ်းပြီးတော့ရွေးချယ်တင်ဆက်ပေးကြပါမယ် Okay ဆိုတော့ပထမဆုံးအနေနဲ့ကတော့ Ancient Inter Miami အသင်းနဲ့ Palmeiras အသင်းရဲ့ပွဲစဉ်လေးကိုခန့်မှန်းပေးကြပါမယ်ဒီပွဲစဉ်ကတော့အင်္ဂါနေ့မနက်9:00ခွဲမှာရှင်ပြိုင်ကစားသွားကြမှာလေဖြစ်ပါတယ်ဆိုတော့ဒီနှစ်သင်းကတော့အဲသူတို့အုပ်စုထဲမှာဆိုလို့ရှိရင်တော့နောက်ဆင့်ကိုတက်ဖို့တော့အခြေအနေကောင်းနေတဲ့နှစ်သင်းစလုံးက နှစ်ပွဲကစားပြီးထားတဲ့အချိန်မှာရမှတ်၄မှတ်စီစုဆောင်းထားနိုင်တာဖြစ်တဲ့အတွက်ကိုဘရာဇီးကလပ်ပါမီယက်စ်ကအဆင့်တနေရာမှာအင်ရှင်အင်တာမိုင်ယာမီအတင်းရတော့အဆင့်နှစ်နေရာမှာရပ်တည်နေတယ်ဆိုတော့ဒီပွဲစဉ်မှာသူတို့အနေနဲ့ပေါ့နော်ဒါတရေကြုံနေတယ်နှစ်သင်းစလုံးကတော့နောက်တစ်ဆင့်ကိုတက်ဖို့အခွင့်အရေးကောင်းနေပိုင်ဆိုင်နိုင်မှာဖြစ်ပြီးတော့နိုင်သွားမယ့်အတင်းရတော့ပို့ပြီးတော့အခြေအနေကောင်းမယ့်အနေထားပေါ့နော်ဂျင်းစီပေါ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မယ့်အနေထား ာလက်ရှိ club ranking နေအရာရောစုဖွဲ့မှုအရာဆိုလို့ရှိရင်တော့ ancient inter miami အသင်းထက်စားလို့ရှိရင်တော့ brazil club palmeiras အသင်းရတော့ဒါပိုကောင်းတဲ့အနေထားအပို့ပြီးတော့လူကြိုက်များတဲ့အပေါ်အသင်းဖြစ်ရှိနေတယ်တိုးပေမဲ့လည်း inter miami ဒီ ancient ဖြစ်နေတဲ့အတွက်ကိုဒါလက်ရှိကျင်းပနေတဲ့ဒါအမေရိကန်မှာကျင်းပနေတယ်ပေါ့နော် club world cup ancient အသင်းတွေထဲမှာဆိုလို့ရှိရင်တော့ inter miami အသင်းကနောက်ဆင့်ကိုတက်ဖို့အတွက်အခြေအနေကောင်းနေတယ်ဆိုတော့ ancient ပြည်သက်တွေရဲ့အားပေးမှုနဲ့အတူ အာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မလားဗောနော်စိတ်ဝင်စားဖို့ရာကျွန်တော်စောင့်ကြည့်ရမှာလေဖြစ်ပါတယ်ဒါကြောင့် Pamies အတွက်ကလည်းလွယ်တော့မလွယ်ကူဒီပွဲစဉ်ရ Okay ဆိုတော့ကျွန်တော်တို့ဒီထွက်ပေါ်လာတဲ့အာရှကြောပေးမှုကိုကြည့်အောင်ဗောနော်အာရှကြောပေးမှုအရာတော့ Pamies အတင်းကလူစင်းလဲပူတာတယ်အာဘရာဇီးကလပ်ပို့ပြီးတော့လဲကောင်းတဲ့အနေထားမှာတော့အပေါ်တင်းဖြစ်ရှိနေပြီးတော့လက်ရှိအနေထားမှာ level 90ဆိုတဲ့အကြောပေးမှုလေးပေးလာတယ်ဆိုတော့ဂိုပေါင်းကြီးရချိန်ကြီးမယ်ဆိုလို့ရှိရင်เนาะဒါနှလုံးသွင်းရင် -30 ဆိုတဲ့ဟာမျိုးလေးပေးလာပါတယ်ဆိုတော့ အရင်ဆုံးကျွန်တော်တို့ဂိုပေါင်းဂျေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့လက်ရှိကျင်းပနေတဲ့ Club World Cup ပွဲစဉ်တွေမှာဂိုပေါင်းဂျေးအပြော့ဆုံးဆိုတဲ့အနေအထားမျိုးလေးဖွင့်ပေးလာတာမျိုးရှိတယ်။ Okay ဆိုတော့ level 90ဆိုတဲ့အနေအထားကဒါ fair ဖြစ်တဲ့ဂျေးပဲ။ဒါပေမဲ့ Parmias အနေနဲ့တကယ်တမ်း Inter Miami အသင်းကိုအနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့ဒီထက်ပြင်းတဲ့ဂျေးမျိုးလေးပေးတင်တယ်လို့တော့ကျွန်တော်ထင်တယ်။အဲဒါကလေကနာ Inter Miami အနေနဲ့က ရှေ့မှာပေါ်တိုဂိုအနိုင်ယူပြတာလေတကြောင်အေရှင်ပရိသတ်နဲ့နောက်ဆင့်တက်ဖို့ရေပန်းစားနေရလေတကြောင်ပေါ့နော်ပါမီယက်အနေနဲ့ထင်းလောက်ကြီးတော့ဟိုကြေးကိုမပေးရတာမျိုးလေးတွေ့ရတယ်ပေါ့နော်ဒါကြောင့်ဒီပွဲစဉ်မှာတော့လိုတိုရှင်အရာဆိုလို့ရှင်တော့ကျွန်တော်အမြင်အင်တာမိုင်ယာမီအနေနဲ့အေရှင်ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူပါမီယက်ကိုတော့မရှုံးအောင်အိမ်ခွေးမှာပေါ့နော်တေးခံကန်တိုင်းနဲ့ခြေစွမ်းမျိုးရှိတယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့ပါမီယက်အနေနဲ့ကလည်းရမှတ်လေးမှရခါတာဖြစ်တဲ့အတွက်ကိုအသေးအံကြီး ဒါဖွင့်ဆော့လာလိမ့်မယ်လို့တော့မထင်ဘူးဒီနှစ်သင်းရဲ့ပွဲစဉ်ဒီထိမိကစားဖို့ရာခိုင်လုံးတော်တော်လေးများတယ်လို့ထင်နေတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့တရေကြနိုင်တဲ့ပွဲစဉ်လို့ထင်နေတော့ပေါ့နော်အင်တာမိုင်ယာမီကိုကြိုက်တယ်ဒါပေမဲ့ဘော်ဒီထက်စားလို့ရှိရင်တော့ပေါ်ပြီးတော့ strong ဖြစ်မယ်လို့ထင်တာတော့ကျွန်တော်ဒီပွဲစဉ်မှာ goal bound out လေးကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အင်တာမိုင်ယာမီဘော်ဒီနဲ့အာ goal bound out လေးကိုရွေးချယ်ပေးချင်ပါတယ်ကိုရလက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကကျွန်တော်စိတ်ချင်းအာ စီစီဆိုတဲ့ရလတ်မျိုးတော့မဟုတ်တသင်းတရနိုင်တော့ခဲ့မယ်ဆိုရင်တော့မှဒါ1စီဆိုတဲ့ရလတ်မျိုးပဲဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ပေါ့နော်အာ30လောက်ရင်းပြီးတော့ကိုအောက်ကိုတော့ရွေးချယ်ချင်တာမျိုးတော့ရှိပါတယ်ဒါတော့ဒီ poison ပေါ့ကျွန်တော်အမြင်ပဲဖြစ်ပါတယ်နောက်တစ် poison ကတော့ Atletico Madrid တင်းနဲ့ Botafogo Brazil Club တို့တွေ့ဆုံနေတဲ့ poison ပေါ့နော်မနက်တနာကြီးခွဲမှာရှင်မြန်ကစားမဲ့ poison okay ဆိုတော့လက်ရှိကျွန်တော်အုပ်စုမှာဆိုလို့ရှိရင်တော့ Botafogo ကတော့နှစ်ပွဲကစားနှစ်ပွဲနိုင်ပြီးတော့ Brazil Club ကတော့နောက်ဆက်ကိုတက်ဖို့တော့အခြေအနေကောင်းနေတယ် ရမှတ်က6မှတ်သူ့အောက်မှာ Paris Germain ကတော့နှစ်ပွဲကစားပြီးထားတဲ့ချိန်မှာတပွဲနိုင်တပွဲတည်ရမှတ်3မှတ်အဆင့်3နေရာမှာတော့ Atletico Madrid တင်ရတော့တပွဲနိုင်တပွဲရှုံးရမှတ်3မှတ်အဆင့်3နေရာမှာရပ်တည်နေတယ်အောက်မှာဆိုလို့ရှိရင်တော့ဆက်တဲ့ surrender ကတော့ရမှတ်လုံးဝမရရှိသေးဘူး။သူကတော့ဒါအောက်စုတက်ဖို့အခွင့်အရေးမရှိတော့တဲ့အနေအထားမျိုး။ဆိုတော့နောက်ဆုံးတက်ဖို့အတွက်ကတော့ PSG နဲ့ Atletico Madrid တင်ရတော့နောက်ဆုံးပွဲစဉ်တွေမှာအမှားမခံပဲကစားမယ့်အနေအထားမျိုးလေးရှိတယ်။ဆိုတော့ဒီကို ဒီကောကဒီ Club World Cup အဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Paris Saint-Germain နဲ့တွေ့ပြီးတော့ဒါဂိုးပြတ်ရှုံးပြီးတော့ရမှတ်ဆုံးရှုံးခဲ့ရတာမျိုးရှိတယ်။ဒုတိယပွဲမှာတော့ Sutter Surrender ကိုပြန်ပြီးတော့ဂိုးပြတ်ပြန်နိုင်တဲ့အတွက်ကိုရမှတ်သုံးမှတ်ရရှိထားတယ်ဆိုတော့ဒီပွဲစဉ်ကလည်းအပြောမယ်ဆိုရင်တော့တီကိုအနေနဲ့ဘူတာဖိုကိုနိုင်မနောက်ဆင်းတွဲမျောလင်းလို့ရမယ်အနေထားတစ်ဖက်မှာတွေ့နေတဲ့ဒါ Paris Saint-Germain နဲ့ Sutter Surrender ပွဲစဉ်မှာလည်းတည်ကြတယ် PSG အသေးကအနိုင်ရရှိဖို့များတာဖြစ်တဲ့အတွက်ကို PSG အနေ PSG အနေနဲ့ရမှတ်6မှတ်ရရှိဖို့အတွက်ချိန်စီတလောက်ဖြစ်နေတယ် ဆိုတော့ club world cup ပွဲစဉ်တွေကရမှတ်တူနေတယ်ဆိုရင်တော့မှထိတိုက်တွေးဆမှုကိုကြည့်ရတာဖြစ်တဲ့အတွက်ကို Atletico Madrid အသင်းအနေနဲ့ PSG ကိုရှုံးလာတာဖြစ်တဲ့အတွက်နောက်ဆင်းဒီပွဲစဉ်ကိုနိုင်မယ်ဆိုရင်တော့နောက်ဆင်းတက်ဖို့အတွက်ကမကျိန်းသေးတဲ့အနေအထားလေးမှာရှိတယ်ဆိုတော့ပြောချင်တာကတော့ဒီပွဲစဉ်ကိုတီကိုအနေနဲ့တည်ရကြလို့မရဘူး PPCC အနိုင်ရရှိအောင်စူးစမ်းရမယ့်အနေအထားမျိုးလေးပြီးတော့ဒါဂိုးပြတ်ပေါ့နော်နိုင်ပွဲရယူတင်တဲ့ပွဲစဉ်လို့ကျွန်တော်ထင်တယ် အဲတို့မှသာတစ်ဖက်က PSG ရဲ့ရလက်ကဘလို့ဖြစ်လာမလဲဆိုတဲ့အနေထားမျိုးလေးကိုကျွန်တော်စောင့်ကြည့်ရမယ့်ပုံစံမျိုးလေးမှာရှိတယ်။နောက်တစ်ချက်ကဒီ head to head အရာကြည့်မယ်ဆိုလို့ရှိရင်လေတကယ်လို့6မှတ်ချင်းအတူတူဆိုလို့ရှိရင်တော့ Paris Saint Germain တွေလည်း Botafogo ကိုရှုံးလာတာဖြစ်တယ်လို့ဒီအုပ်စုထဲမှာဘယ်သင်းတွေကနောက်တစ်ဆင့်တက်သွားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေတာမျိုးရှိတယ်။ပြောချင်တာကတော့ဒီကိုနေနဲ့ဒီဘွေးစင်ကတော့ကိုလုံးသင်းတဲ့ဟာကိုလောက်ရမယ့်အနေထားမျိုးလေးမှာရှိတယ်။တစ်ဖက်က Botafogo ကလည်း Brazil Club short တော့လို့မရဘူး PSG ကိုတော့အနိုင်ယူထားတဲ့အသင်းဆိုတော့အဲတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ โอเคလူစင်းရကြည့်မယ်ဆိုရင်တော့ဒါပြောနေစရာမလိုပါဘူးအက်တလတီကိုမက်ဒရစ်အတင်းကတော့ကျွန်တော်နဲ့ယဉ်နီးပြီးသားဖြစ်တဲ့အတွက်ကစားသမားကောင်းတွေပိုင်ဆိုင်ထားတယ်တိုးတော်လဲတီကိုဒီပုံမှန်ခြေစွမ်းမရရှိသေးဘူးဒီနေ့ပွဲစဉ်မှာတော့တိုက်စစ်ပိုင်းမှာတော့ဒါ slot ရဲ့ Everest တို့အဓိကထားပြီးတော့ဗောနော်ပွဲထွက်လာဖို့ရှိရယ်စောင့်ကြည့်ရမှာတော့ကျွန်တော် Everest လို့တော့ထင်တယ်အကွေးလယ်တွေမှာတော့အပြောင်းအပြောင်းလဲမရှိဘူးဗောနော်ကိုကီတို့ဒီပေါ်တို့ဒါစီမျိုနီတို့ Boris တို့ပဲပွဲထွက်လာဖို့ရှိရယ်နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းဒါလူပြန်စုံနေတိုင်းလို့ရှိရယ်ဖူးပတ်တီမှာကတော့ Laurentine နဲ့ Kaelan ဆနပ်ပေါ်မှာကတော့ Nordman နဲ့ကျွန်တော် Lakeland ကိုပွဲထွက်လာဖို့ရှိတယ်။ကုသမာက Young Blood ပဲပွဲထွက်လာဖို့ရှိတယ်။ဆိုတော့ Vodafone ရဲ့လူစင်းမှာတော့တက်စစ်ပိုင်းမှာပြတာတဲ့အတိုင်းဆိုလို့ရှိရင်တော့ဒါအထောင်တက်စစ်မှုဖြစ်ရ Jesus ပြီးတော့ Townman ဒီမှာကတော့ Grimaris နဲ့ Savin Ho တို့ပွဲထွက်လာလိမ့်မယ်ပေါ့နော်။အော်ကွင်းလယ်ဒီမှာကတော့ Alan နဲ့ George ပွဲထွက်လာမယ်။နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်တော့ဒါ ဟိုဝိုင်းဖူဘက်စားသမားတဲလက်ဥဆောင်လာမယ်ဗီတင်ဟိုတို့ပွဲထွက်လာမယ်အဲဖူဘက်တင်မှာကတော့ကုညာပွဲထွက်လာမယ်ဗောနော်ကိုသမားကတော့ဗီတာဆိုတဲ့လူစည်းမျိုးကိုပြထားတယ်ဒီကိုအနေနဲ့လဲစောင့်ကြည့်ရမှာကတော့ Vodafone ရဲ့အဓိကတိုက်စင်မှု Jesus ကိုတော့စောင့်ကြည့်ရမယ်။နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာနှစ်ပွဲဆက်ဂိုးသွင်းထားတဲ့ကစားသမားဆိုတော့ Vodafone ရဲ့ Brazil Club ရဲ့စုဖွဲ့မှုကလည်းတော်တော်လေးကိုတောင့်တင်နေ။ Okay ဆိုတော့အာရှဂျော်ပီမှုကိုကြည့်ရအောင်။အာရှဂျော်ပီမှုမှာဆိုလို့ရှိရင်တော့ဒီကိုကတော့ဒါ130အနိုင်ဆိုတဲ့အကျော်ပေးမှုလေးပေးလာတယ်။ခိုးပေါင်းကြည့်ရဆိုလို့ရှိရင်တော့3လုံး plus 90ဆိုတဲ့အကြောပေးမှုလေးတော့ဟိုထုတ်ပေးထားတယ်ဗောနော်ဆိုတော့ရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအနိုင်ရရှိဖို့လိုအပ်နေတဲ့အနေအထားကြောင့်ဗောနော်တီကိုပဲရွေးရမယ်အနေအထားမျိုးလေးတကြီးတပေါက်ရှိပြီမဲ့လဲဘယ်လိုပဲဖြစ်ဒီပွဲစဉ်ကတီကိုနေနဲ့အမားခံလို့မရတာဖြစ်တဲ့အတွက်တီကိုနေနဲ့နိုင်ဘောရယူလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်နှလုံးပြတ်ပါမလားဒါလေးချက်တော့စဉ်းစားဖို့လိုလူလေးဆိုတော့130အနိုင်ဆိုတဲ့အနေအထားလေးကအာနှစ်ပွဲဆက်နိုင်တာရေဗိုတာဖိုကိုပေးရတာတော့ဖဲဖြစ်တဲ့ကြီးလို့တော့ထင်တယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ အတလတီကိုမက်ဒရစ်အသင်းနဲ့ပဲစွန့်စားကျင်တာမျိုးလေးရှိပါတယ်။ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်အတလတီကိုမက်ဒရစ်ဘော်ဒီကိုကြိုက်ပါတယ်။ဂိုးပေါင်းကြီးရတော့390နိုင်ဆိုတဲ့အနေထားလေးရလေမတင်မကျဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်။ဘိုဒါဖိုကတော့ထိန်းကစားလာဖို့တော့ရှိသေးပြ။ရမှတ်6မှတ်ရရှိထားတာဖြစ်တဲ့အတွက်တရေတမှတ်ရုံနဲ့နောက်တစ်ဆင့်ကိုတတ်မှာဖြစ်တဲ့အတွက်အရင်ကြီးတော့တီကိုဖွင့်စောဖို့မရှိဘူးလို့တော့ကျွန်တော်ထင်တယ်။တီကိုကသာရမှတ်လိုအပ်ချက်မြင်မာနေတာဖြစ်တဲ့အတွက်မဖြစ်မနေကစားလာမယ့်အနေထားဆိုတော့ဘရာဇီးကလပ်ရဲ့ ခံကန်နိုင်တဲ့စွမ်းအားကိုလည်းကြည့်ရမှာဖြစ်တယ်ပြီးတော့ဒီကိုရဲ့တိုက်စစ်ကလည်းအရင်ကောင်းနေတာမျိုးမဟုတ်တဲ့အတွက်ဒီပွဲစဉ်မှာလည်းကျွန်တော်တို့ဂိုးအနည်းကိုတော့ပို့ပြီးတော့ကြိုက်တယ်ဒါကြောင့်ဂိုးအနည်းနဲ့ပေါ့နော်ဂိုးပေါင်းအောင်နဲ့အာအက်တလတီကိုမက်ဒရစ်အသင်းဘော်ဒီလေးကိုတော့ကျွန်တော်ယူချက်ပေးချင်တာမျိုးရှိပါတယ်ဒါတော့ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်ဆိုတော့ထုံးစံတဲ့အမြင်လေးကိုကော့ပတ်ပေါ့စ်မှာဝင်မြတ်ပြီးသွားခဲ့ကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ